ဖက်ရံရေကြီးမှုစီးပွားရေးဆုံးရှုံးမှုဘတ်တန်း900ရောက်ရှိနိုင်။ဇတရွာတုံးသောမိုးကြီးမှုများကြောင့်ခိုင်းနိုင်ငံဆုံးခလာခရိုင်ရှိဖက်ရံမြို့၏အဓိကစီးပွားရေးဆုံးများသည်ရေအောက်ရောက်ရှိကပြင်းထန်သည့်ရေကြီးမှုများဖြစ်ပွားခဲ့ပါသည်။ဤအခြေအနေကြောင့်လူ1500ကျော်တက်ရောက်မိတနိုင်ငံလုံးဆိုင်ရာခိုင်းကုန်သည်ကြီးများအသင်း၏43ကြိမ်မြောက်နှစ်ပတ်လည်နှီးနှော့ဖလှယ်ပွဲကိုချက်ချင်းဖျက်သိမ်းခဲ့ရသည်။မြို့နှံရှိလမ်းမကြီးများပရီတီဗူနှင့် ခရစ်စတယ်ဟိုတယ်များတို့တွာလာ၍မရအောင်ရေများဖုံးသန်းသွားခဲ့ရာကယ်ဆယ်ရေးလုပ်ငန်းများလည်းရှုပ်ထွေးနေပါသည်ဘေးကင်းလုံခြုံမှုအတွက်အခြေအနေအလွန်ဆိုးရွားနေသောကြောင့်ပွဲကိုချက်သိမ်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဆုံခလာကုံတဲ့ကြီးများအသင်းကကိုယ်စားလှယ်များကိုကီနယ်မှထွက်ခွာရန်ညွှန်ကြားထားပြီးရေကြီးမှုများနှစ်ပတ်အထိကြာမြင့်ပါကစီးပွားရေးဆုံးရှုံးမှုမှာဘန်းငွေတန်း900အထိရှိလာနိုင်ကြောင်းခန့်မှန်းထားသည် ခလုံတူရီမြေရည်များမြို့လယ်စည်းဝါးရေးဧရိယာသို့စီးဝင်နေစေဖြစ်သဖြင့်တာဝန်ရှိသူများကသတိထားကြရန်တိုက်တွန်းထားပါသည်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။